ချင်းမြင့်နယ်ကကာကွယ်တပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ဒေသတွေမှာစစ်ကောင်စီတပ်ကရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေတာကြောင့်ရွေးကောက်ပွဲနဲ့မပတ်သက်ကြဖို့ချင်းတော်လန်ရေးတပ်ဖွဲ့တွေကတတိပေးထားပါတယ်။သီရိသတင်းပေးပို့ထားပါတယ်ရှင်။စစ်ကောင်စီဟာချင်းပြည်နယ်တဲ့ကဟာခါထန်တလန်တီးတိန်စတဲ့မြို့နယ်တွေမှာရွေးကောက်ပွဲပထမပိုင်းကျင်းပဖို့ပြင်ဆင်နေတယ်လို့တပြည်နယ်လုံးအတိုင်းအတာနဲ့ဝင်ရောက်ရှင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်း83ယောက်ကိုလည်းရွေးကောက်ပွဲကော်မရှင်ကကြေညာထားပါတယ်။ တစ်ဖက်မှာလည်းချင်းပြည်ကောင်စီ CC ကအချမ်းဖတ်စစ်ကော်မရှင်ရဲ့အတူရောင်ရွေးကောက်ပွဲဆန့်ကျင်တားဆီးရေးဥပဒေနဲ့ပြည်သူအခွင့်အရေးကာကွယ်ရေးဆိုင်ရာလှုပ်ထုံးလှုပ်နီးဆိုတဲ့ကြေညာချက်တစ်ရက်ကိုနိုဝင်ဘာလ6ရက်နေ့မှာအတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။ပြဋ္ဌာန်းချက်ထဲမှာရွေးကောက်ပွဲအတွက်ချင်းနိုင်ငံရေးပါတီတည်ထောင်ပြီးနိုင်ငံရေးပါတီမှတ်ပုံတင်တာချင်းပြည်အတွင်းပါတီယုံဖွင့်လစ်တာတွေကိုတားမြစ်ကြောင်းပါတီတစ်ခုမှဖြစ်စေဒါမှမဟုတ်တတိပုဂ္ဂလဖြစ်စေရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်တာ စာရော်တွေကိုတားမြစ်ပြီးရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးတာလူမှုကွန်ရက်ဆာမျက်နှာကနေတဆင့်ချင်းလူလူကိုမဲဆွယ်စည်းရုံးတာနဲ့စစ်ပေးဆောင်ချင်းပြည်သူတွေအနေနဲ့ဆန္ဒမဲပေးတာတွေမပြုတ်လို့ဖို့လဲပါရှိပါတယ်စစ်ကော်မရှင်ရွေးကောက်ပွဲမှာပါဝင်ရှိပိုင်တဲ့ကိုယ်စားလှယ်လောင်းတွေရဲ့ပိုင်ဆိုင်မှုအားလုံးကိုပြည်သူဝိုင်းဖြစ်သိမ်းဆည်းမယ်လို့လည်းပြဋ္ဌာန်းချက်မှာပါရှိပါတယ်စစ်ကောင်စီရဲ့ရွေးကောက်ပွဲမှာပါဝင်ပတ်သက်တာကြောင့်တခုခုဖြစ်ခဲ့ရင်အဲ့ဒီလူတွေအနေနဲ့တာဝန်ခံရမယ်လို့ ချင်းပြည်ကောင်စီတာဝန်ရှိသူစလိုင်းထန်နီကပြောပါဗျာ။မပောင်းပတ်သက်မှုမလုံးချဖို့တစ်ခုခုဖြစ်လာရင်ဒါဖြစ်လာမဲ့စူးစူးကတော့ပောင်းပတ်သက်သူရဲ့အပေါ်မှာပဲတာဝန်ရှိတယ်။ချင်းပြည်သူတွေစိတ်ပူပန်မှုမရှိချဖို့ကျွန်တော်မြတ်တရားခံချင်တယ်။တနိုင်ဆုံးဒီစစ်ကောင်စီဒီမှာထုတ်ချရေးအတွက်တစိုင်းမမကျွန်တော်တို့အားတိလောင်းပြီးတော့အခုတက်လာတဲ့စစ်ကောင်စီအကြမ်းဖက်ဖွဲ့စည်းတွေကတနိုင်ဆုံးခုခံတာကိုတော့မယ်ဒီလိုလိုထူအနေနဲ့လိုရတဲ့တနိုင်ကြများဥပပေါင်းပေါင်းပြချဖို့ ျွန်တော်မြစ်တာရခိုင်ပြပါတယ်တဖက်မှာလည်းစစ်ကောင်စီဟာရွေးကောက်ပွဲနီးလာနဲ့အမျှချင်းကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ဒေသတွေကိုပြန်လည်ထိုးစစ်ဆင်နေတယ်လို့အဲ့ဒီဒေသတွေမှာရွေးကောက်ပွဲကျင်းပမဲ့အခြေအနေတွေ့နေရတယ်လို့ချင်းကာကွယ်ရေးတပ်ဖွဲ့တွေကပြောကြပါဗျ။အဲ့ဒီထိုးစစ်ကြောင့်ချင်းပြည်မြောက်ပိုင်းကဖလန်းတီးတိမ်နဲ့ကလေးတိုင်းငင်ဘက်မှာချင်းတော်လှန်ရေးတပ်တွေနဲ့စစ်ကောင်စီတို့ကြားတိုက်ပွဲတွေပြင်းထန်နေပါဗျ။ဒါကြောင့်စစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲဟာ တရားဝင်မှာမဟုတ်တယ်လို့ပြည်သူတွေအနေနဲ့လည်းယုံကြည်စရာကောင်းတဲ့ရလဲရမှာမဟုတ်ဘူးလို့2020ရွေးကောက်ပွဲမှာတီးတိမ်မျိုးအမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာဝင်ရောက်ရှင်ပြိုင်ခဲ့ဘူးသူတယောက်ကပြောပါတယ်ဒီရွေးကောက်ပွဲကတော့မမွေးခင်ကတည်းကပျက်စီးနေတဲ့တားလို့ဖြစ်နေဒီရွေးကောက်ပွဲလို့ချင်လို့လုံးလုံးစစ်ကြောင်းထူးတယ် အင်းဒီကူမီးရှုတယ်လူဒီတတ်တယ်ဒီဈေးကောက်ပွဲကဘယ်ရှုတော့ကပဲချီချီဘတူပဲချီချီကောက်ပွဲကထွက်လာတဲ့လွတ်တော်ကတော့ဘတူမအတိမမပြူဘူးဆိုတာကတိတာပြီးပြီစစ်ဘူ၆ကြီးဒီဦးစီးတဲ့ဈေးကောက်ပွဲတွေကတိုက်ပြီးကိုကောင်းလာအောင်ဆန်းဆောင်နေတာတခုမှမရှိဘူးစစ်ကောင်စီကဦးဆောင်ကျင်းပမဲ့ချင်းပြည်နယ်ဈေးကောက်ပွဲမှာပြည်နယ်လွတ်တော်အမျိုးသားလွတ်တော်ပြည်သူလွတ်တော်တို့မှာ ကိုယ်စားလှယ်28နေရာအတွက်ပြည်အောင်စုကြံ့ခိုင်ရေးနယ်ဖွံ့ဖြိုးရေးပါတီ USDP က28နေရာခုမီမျိုးသားပါတီက2နေရာပြည်သူ့ရှေ့ဆောင်ပါတီ PPP က9နေရာဇိုမီမျိုးသားပါတီ ZMB က19နေရာချင်းပြည်သေးကွန်ကရက်ပါတီ NCC က26နေရာအသီးသီးရှင်ပြိုင်သွားမှာဖြစ်တယ်လို့ UEC ရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။ကျမဒီဝီပါ